လာပါกรุงไทยแอปနဲ့กสิกร ATM ဆက်မှာငွေသားထုတ်တယ်နီလေးမျှဝေပြီးတော့မှာပဲဖြစ်ပါတယ်ပထမဦးဆုံးကိုရဲ့กรุงไทยแอปထဲကိုဝင်လိုက်ပါคัลเลส ATM ကိုနှိပ်ပါ ကိုရဲ့လေးဝဲနံပါတ်ကို ရိုက်ထဲပါเนาะပြီးပြီဆိုရင်ကိုထုတ်လို့တဲ့ငွေပမာဏကိုရိုက်ထဲပါ BB ဆိုရင် next ကိုနှိပ်ပါရလာတယ်ဒီကုတ်နံပါတ်ကိုမှတ်ထားပါနော် ATM ဆက်မှာထည့်ရပါမယ်ကစီကွန် ATM ဆက်ကိုရောက်ပြီဆိုရင် cardless withdraw ကိုနှိပ်မယ်တခြားဘဏ်ကနေထုတ်တာဖြစ်တဲ့အတွက် other bank ကိုနှိပ်ပါမယ်နော်။ကုန်ထိုင်ကနေထုတ်မှာဖြစ်တဲ့အတွက်ဓနာခံကုန်ထိုင်ကိုနှိပ်မယ်ကုန်ထိုင် bank ပေါ့နော်။ပြီးရင်ကုန်ထိုင် bank နဲ့ချိန်ထားတဲ့ ကိုရဲ့ဖုန်းနံပါတ်ကို ရိုက်ထည့်ရပါမယ်။ရိုက်ထည့်ပြီးပြီဆိုရင် confirm ကိုနှိပ်မယ်။ပြီးရင်ခုနက Chrome Thai app မှာရလာတဲ့ကုတ်နံပါတ်ကိုရိုက်ထည့်ပါမယ်နော်။ပြီးပြီဆိုရင် confirm ကိုနှိပ်မယ်နော်။နှထောင်းမှန်တဲ့အတွက် ဒီမှာဗန်ချင်းမတူတဲ့အတွက်ဝန်ဆောင်ခသစေဘက်ပြရပါတယ်เนาะ confirm ကိုနေမယ်ငွေသားထွက်လာပါပြီဒါဆိုရင်လောက်ဆောင်မှုအောင်မြင်သွားပါပြီအားလုံးစင်ပြေမယ်လို့မျှော်လင့်ပါတယ်